ုတ်လိုက်ကြီးကင်ပြီးတော့တယောက်1000စီလိုက်ပြီးတော့6000နဲ့ကင်လာတော့ဒါရိုင်းနေဗျာဒီကတော့တော့မှန်းနော်ဒါကောင်လဲတော့တော့မသိပါဘူးဗျာသူသူကြီးကတော့ကရုံးနဲ့အဲ့လိုဆောင်တာဘုံကြီးလားတင်မလားတခြားဘာဘာလဲတော့မသိဘူးဗျာသူကတော့မူးနေတာပဲမူးတော့မူးနေတာပဲအခုကျွန်တော် ဆက်တော့မှလည်းနော်အဲ့ဒါကျွန်တော်တို့ opera ကားတဲ့အချိန်ပဲကျွန်တော် opera ကားတဲ့အချိန်ကျတော့အာစပြီးတော့သူကန်လိုက်တဲ့တယောက်ကကွန်တီပေါ့လေလူရှင်တော်ကွန်တီကိုကန်ကြတော့အာကျွန်တော်တို့က match လေးတက်တာဟုတ်တို့အဲ့တော့ဘသူဘသူဘယ်ဝမ်းလည်းမသိဘူးကွာတင်မဟုတ်ကနပြောဘသူဧည့်တယ်မှလည်းမသိဘူးကန်လိုက်တဲ့အချိန်မှာတော့ကျွန်တော်အဲ့မှာစပြီးမျက်နှာပြတ်သွားတယ်ဒါပေမဲ့ကွန်တီကလည်းပြုံးပြီးတော့သူကလည်းပြန်နှုတ်ဆက်လိုက်တော့ဩတီးတယ်နဲ့တူပါတယ်ဒါပေမဲ့မင်းတော့ကန်လိုက်တဲ့အချိန်မှာကျွန်တော်မသိလိုက်ဘူး မင်းသားကန်တဲ့အချိန်မှာမသိလိုက်ဘူးဆိုတာကျွန်တော်ကကန်တယ်ဆိုကျွန်တော်တို့ကပေါ်ပြဆိုရင်ကျွန်တော်မျက်နှာကိုကြည့်နေရတာလေမင်းသားမျက်နှာကိုအရင်ကြည့်ရဆိုတော့သူဘာလုပ်မလဲဘာလုပ်မလဲဆိုတာကိုကျွန်တော်တို့ကဒီ position နဲ့မျက်နှာကိုကြည့်နေရဆိုတော့သူ့ကန်လိုက်တာကိုကျွန်တော်တို့မတွေ့လိုက်ဘူးဒါပေမဲ့မင်းသားနားကိုရောက်လာတာကိုလည်းမသိလိုက်ဘူးညာအဲ့တခုအဲ့တခုကကျွန်တော်တို့အားနေချက်ပေါ့ကျွန်တော်နည်းနည်းချင်းချက်ဖြစ်သွားတာပေါ့အဲ့ဒါအားကိုမသိလိုက်ဘူးပြီးတော့မှသူကမျက်နှာပြတ်သွားတာသူမျက်နှာပြတ်ပြီးတော့မှကျွန်တော်တို့က ဘာဖြစ်လို့လဲဆိုပြီးတော့ဒီဘက်ပြန်လာပြီးကြည့်မှအဲ့ဒီလူတွေ့တာပေါ့လေဘာကောင်လဲတော့တော့မသိပါဘူးဗျာသူတကြီးကတော့ကရုံးညက်အဲ့လိုဆောင်တာအဲကရုံးညက်ဆိုတော့ဘယ်လိုပြောမလဲဘုံဘုံကြီးလာတည်မလားတခြားဘာဘာလဲတော့မသိဘူးပေါ့လေသူကတော့မူးနေတာပဲမူးတော့မူးနေတာပဲအဲမူးနေတာဆိုတော့ဟိုကိုယ်ရယ်လုံးမဟုတ်ဘူးပေါ့ဗျာဒါကတော့ကျွန်တော်တို့ဟိုလူရှင်တော်ပြန်ရင်လည်းပြောနေကြမင်းသားကတော့ကျွန်တော်တို့ထမင်းဟိုပဲ တခုခုတော့ဖြစ်သွားမှာတော့သိကြတယ်နေနောက်ကန်တာပဲဖြစ်ဖြစ်ကျွန်တော်ကန်ရင်လည်းကျွန်တော်ကြိုက်မှာမဟုတ်ဘူးတော်သူဟိုဘလောက်ပဲပတ်စံရှိရှိဘလို့ပဲဖြစ်ဖြစ်ခြေထောက်ဆိုတာဟိုသိတယ်မလားအခုတလိမ့်ဆန်တော့ဘာလို့ကန်တာဒီကြောက်တာရှိတော့အဲကျွန်တော်မြင်လဲတခုခုတော့ကျွန်တော်ပြောမိဆုံးမိမယ်နဲ့တူပါတယ်ဒါကအပုပ်ပြောတာမဟုတ်တကယ်ပြောတာဟိုကျွန်တော်ကန်ရင်လဲကိုင်းနေနေရာမှာကျွန်တော်ဆိုလဲကျွန်တော်ဟိုဘာလို့တာလဲဆိုတဲ့စကားမင်းရင်လဲမင်းမယ်မမင်းရင်လဲကျွန်တော်အဲ့လို တစ်ခုခုလောက်ရင်လည်းလုံးမိလိမ့်မယ်ပေါ့ဟိုမင်းသားကကျွန်တော်တို့အတွက်ကတော့သူနဲ့လှူစားနေတာဟုတ်အဓိကကျွန်내နောက်ကအဖွဲသား50 60လောက်ကအောင်စဘုံနဲ့လှူစားနေတာဆိုတော့စိတ်တော့တုံမိမှာပဲလေတစ်ခုခုဆွဲထုတ်တာပဲဖြစ်ဖြစ်ဟိုဘယ်လိုပြောမလဲတစ်ခုခုပြောလိုက်တာပဲဖြစ်ဖြစ်ကျွန်တော်လုံလုံကောင်းလုံးမိလိမ့်မယ်ပေါ့အဲ့အဲ့လိုမျိုးတော့ရှိပါတယ်အောင်စဘူက ခါသူအခုမှနာမည်စာယူနေတဲ့အချိန်ကိုရှေ့ရှေ့ကမင်းသားတွေကနာမည်ကြည့်ပြီးသားလေးရှေ့ရှေ့ကမင်းသားတွေဆိုရင်လေဒီလိုမျိုးတက်လို့ရမှာမဟုတ်ဘူးလေပြောချင်တာအတင်မလားအဲ့လိုတက်လို့ရမှာတော့မဟုတ်ဘူးရှေ့ရှေ့ကမင်းသားတွေကလည်းဟိုဂျန်နဲ့ဆန်းဆန်းကြီးတို့ဘာလို့ရှိနေရဆိုတော့ဟိုဖိုးချစ်တို့ဘာလို့ဆိုရင်ဟိုကိုရန်ကြီးတို့ဂျန်နဲ့ကျွန်တော်တို့မင်းသားကြီးတွေပေါ့တို့တို့ဆိုရင်တော့ဘယ်လို့ရမလဲခုမှနာမည်ယူနေတဲ့မင်းသားမို့လို့ ဒါမျိုးလောက်ကြတာပေါ့။ဒီလိုလည်းမရဘူး။ဘာလို့ပြေးလဲ။ဒီအိုက်ဖြစ်ဖြစ်ဖြစ်ပြီးတော့အောက်ရောက်တော့ဆေရှိုးဆိုတော့လားမသိဘူး။တချင်းတောင်းနေတယ်။ကျွန်တော်အဲ့ချိန်မှာကျွန်တော်ဆက်လိတောက်နေတယ်။ဆက်လိတောက်ပြီးတော့သူ့ကိုကြည့်နေတာ။အဲ့ဒါလည်းတိတိပြီးွားရူကျွန်တော်ကန်နေတဲ့အရာကိုတိပြီးွားတော့ဆက်လိတောက်ကျွန်တော်တချင်းတောင်းထဲအောင်နဲ့မင်းဆိုလိုက်တယ်။မင်းကစုချမယ်။ဘာစင်းလဲလို့ ခမတောင်းတယ်ဘာလို့ဆိုကျွန်တော်လည်းဘူကလန်ပါဗျာအနားမှာဇောက်တိုးရှိတယ်ဇောက်တိုးကကိုဖြိုးဝါတာကိုဖြိုးဝါတာဆိုတော့အဲ့ဒါနဲ့လျှော်လိုက်တာသူ့နောက်မှာယောက်ျား၂ယောက်နဲ့မိန်းမတစ်ယောက်ပါအဲ့သူဘာစမန်းလားဘာလားတော့မသိပါဘူးအဲ့အဲ့လိုလိုပါဒါပေမဲ့ကျွန်တော်ကလည်းတီးခံရတယ်မှာလွတ်ချင်တယ်လည်းလွတ်လို့မရအဲ့ဒီနေရာမှာသူကိုရီးလိုက်ရောက်လှုပ်လိုက်ပြန်ရင်လေဟိုပြိတ္တကတော့ချင်းနေမှာလေဂျန်နဲ့ပြည်သူတွေရှိတယ်အဲ့ကြတော့ဟာဒီကျွန်တော်တွေက မင်းသားတွေကဘာလဲညာလဲဆိုတဲ့စကားတွေကသိရမလားအဲ့လိုမျိုးတွေလည်းထပ်ပြီးတော့ကြားနေရအောင်တပင်ဆိုရင်တိတ်ပြီးတော့အထင်ကြီးဒါနေတယ်လေအဲ့တော့ကိုကိုကအထင်ကြီးအောင်အများနဲ့လုပ်နေရတဲ့အချိန်မှာဒါမျိုးလောက်တာဆိုတော့လေစိတ်တူမိတာမှာစိတ်ဆိုးတယ်ဆိုရင်တော့ပေါ့နေစိတ်တူမိတာဒါလေဟိုအဲ့ချိန်ကတော့အကုန်လုံးကကိုယ်လုံးနဲ့ကိုလေ မင်းသားမင်းမီးတွေရောဂျန်တဲ့လူတွေရောအကုန်လုံးကပြေးလွှားနေရတယ်ဆီချိုးဆိုရင်မင်းသားထွက်ခံနေတဒါမင်းသားထွက်ခံနေအချိန်နေတည်တယ်မအဲ့လိုမျိုးဆိုတော့အော်ဘရာဆိုလည်းအကုန်လုံးကသူ့အလုံးနဲ့သူနောက်ခံကဘာနောက်ခံအဝတ်စားတွေရတယ်ဘာနဲ့ရှုပ်နေရဆိုတော့တောင်းတောင်းသူတို့ကိုလည်းသိပြီးတော့ဂယုမဆိုင်နိုင်ဘူးလေကျွန်တဲ့ကိုပြိတက်လာသူပြိတက်လာဘာသူဧည့်တယ်မှန်းလည်းမသိအဲ့လိုမျိုးကြတော့မင်းသားရောမင်းသားမန်နေဂျာတွေကသိဂယုမဆိုင်နိုင်တော့ဒါကလေးကတော့ချွင်းချက်ဖြစ်သွားတယ်ဒါပေမဲ့ဒီထက်ဇိုးလိုက်ရင်တော့တိခတ်နိုင်တယ် ကြောင်းတော့မရှိဘူးလေတည်ရမလားဒါကဟိုသူကလည်းအခုမှငွေမင်းသားဆိုတော့လေသူနာမည်ယူနေတဲ့အချိန်မှာဒီလိုမျိုးဒါပေမဲ့သူစိတ်အချိန်မှာတခုခုခုသွားတာအကောင်လည်းမြင်နေရတယ်မျက်နှာလေးကလေးမျက်နှာပြတ်သွားတယ်ဟာဒါပေမဲ့သူသူတီးခံနိုင်ပါတယ်သူတီးမခံရင်လည်းအကောင်လုံးကပါနေပြီလေတည်ရမလားနေရာမှာဟိုသားဆိုရင်တော့ကျွန်တော်ဆွဲထိုးมาဗောဆောက်ွက်ကြီးထိုးมาဗောကျွန်တော်မဟုတ်ကျွန်တော်ကကျွန်တော်တို့ကနုပညာနဲ့ပေးဆက်တာသူတို့ကတန်ရတန်ကြီးပေးပြီးတော့ကြည်တာအဲ့ဒီတန်ရတန်ကြီးပေးပြီးကြည်တဲ့ တို့ရဲ့အနုပညာချစ်တဲ့အပေါ်မှာကျွန်တော်တို့ကပြန်ပြီးတော့ပြီးဆက်တာတို့ကအနုပညာရတ္တာတွေရည်စရာပြော့စရာတွေပတ်စံနဲ့ပေးဝယ်တာကျွန်တော်တို့ကပတ်စံယူပြီးတော့တို့အဲ့ဒီအရာတွေပြန်ပြီးပြီးဆက်တာတောင်းမယ်အုတ်လိုက်ကြီးကင်တာချင်းချင်းကျွန်တော်အစိတ်ထဲမှာကအဲ့ဒီအုတ်တအုံလုံးမဲနောက်ပေးမယ်ထင်လို့ဒါပေမဲ့တရွာချင်းစီထုတ်ပြီးတော့လုံလုံးရှိ၅သိန်းပေါ့ဗျာအဲ့လောက်နဲ့တက်လာဒါလည်းသူ့စော်ကားမှာမဟုတ်ဘူးနော်ပြော့ပြတာ ပေးရင်လည်း၅သိန်းလုံးပေးခဲ့လိုက်ရရှုပ်လို့တည်မလား၅သိန်းလုံးပေးပေးလိုက်ရင်တော့တမျိုးပေါ့အခုကအုပ်လိုက်ကြီးကင်ပြီးတော့တယောက်တသောင်းစီလိုက်ပြီးတော့၆၀၀နဲ့ကင်လာတော့ဒါရိုင်းနေဗျာကျွန်တော် Facebook မှာတွေ့တယ်ဗျဘူးတင်တာလည်းမသိကျွန်တော်ထည့်ရပြည်သက်လားမသိအာမင်းတို့ကပွဲရှာတာပါတဲ့စက်တိုက်ထားတာပြည်သူတွေစိတ်ဝင်စားမှုလိုချင်လို့အင်တာဗျူးဖြေချင်လို့တမင်တက်ခိုင်းတာပေါ့ဗျာပြောတော့မင်းသားလည်းနာမည်ရနေတော့ဖင်ရတော့နာမည်ပြတ်ပြီပေါ့ဒါလှုပ်ပွဲပေါ့ဗျာ ကျွန်တော်ကျွန်တော်ဒါလေးကိုကျွန်တော်စေတာစေမတက်ပြီးတော့ပွဲရှာအောင်ဘသူကချက်တော့နဲ့အကန့်ခံမှာအဲ့ဒီမန်းတဲ့လူတွေကအကန့်ခံမှာလားလမ်းမကတောင်းစားနေတဲ့ကတော့ဗာတောင်းစားတော့ချက်တော့နဲ့ကန်လို့မရသူလည်းသူ့ဟာနဲ့သူသူ့စင်တန်းနဲ့သူတောင်းစားဆိုပေမဲ့လေဟုတ်တယ်မလားကျွန်တော်တို့ကပွဲရှာအောင်အင်တာဗျူးကမဖြေဘူးတဲ့အရာကြီးလည်းမဟုတ်ဘူးသိရမလားဒီလိုမျိုးစင်မတက်ပြီးပတ်စံပေးပြီးတော့ချက်တော့နဲ့အကန့်ခံဘသူကန့်ခံတော့ဘသူကကန့်ခံတော့ဆိုရှယ်ကောင်းလို့ပေါ့ ပုံမှန်ကျွန်တော်တို့အရင်တော့လိုတာဆိုရင်ဒါမင်းသားမားတယ်ပေါ့ကျွန်တော်တို့လှုပ်လိုက်ရင်လည်းဒီအဖွဲကြီးကမားတယ်ဆိုတဲ့အရာလာမှာလीတဲ့မလားအနုမြတ်သမားကရှိခဲ့ရောရှိခဲ့တာပေါ့ဒါကျွန်တော်တို့အခုရှိခဲ့တာပေါ့တဲ့မလားဒါတော်တော်များများမင်းသားနာမည်ကြီးအခုလက်ရှိမင်းသားတော်တော်များများရှိခဲ့ဘူးပဲအမလူကျွန်တော်တို့ကလည်းလူပဲလူဆိုတာတောင်တန်ကဘယ်လောက်ထိသိခံနိုင်မှာဟုတ်တယ်မလားဒါလိုကြီးမြင်နေရတာတော့မှလက်မခံဘူးဆိုတော့ဒါသူ့အတူပဲ အောင်းနှောင်းရှိတာပဲလေတွေးပေါ့ဟုတ်တယ်မလားအရင်တော့ကျွန်တော်ဆိုရှယ်မကောင်းတဲ့အချိန်တုန်းကလည်းပြိသက်ကတော့မူးတဲ့လူကတော့ဆဲမှာပဲလေသူမကြိုက်ရင်ဆဲမှာပဲအဲ့ဒါကိုလည်းကျွန်တော်တို့ကတိခံရတာပဲဘယ်သူမှတော့ကျွန်တော်တို့ကစင်မတက်ခံပြီးတော့သူတို့အဆဲတာကိုတော့ဘယ်သူကခံနေမှာလဲ